ကျွန်တော်ရဲ့ 3D ဒီမိတ်ဆွေများမင်္ဂလာပါခင်ဗျာဒါတော့ပေါ့နော်6ကြိမ်အတွက်ဒါကဏန်းလေးပြပေးမလို့ပေါ့နော်ကဏန်းလေးဆိုတာဒီထဲမှာအရင်ပြပြီးသားကဏန်းလေးပါမယ်ပေါ့နော်နောက်ထပ်အသက်ကဏန်းနေဝိုင်းကြိမ်နေလည်းပါမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုထေချာကြည့်ပေးပါခင်ဗျာကျွန်တော်ရဲ့ channel လေးကိုတွေ့တယ်ဆိုရင်လည်း like like နဲ့ subscribe ကလေးလုပ်ပေးထားပါနော်ပြီးပြီးကြလို့ရှိရင်လည်းကျွန်တော်တို့ share လို့ရတယ်ဆိုရင် share လို့ရတဲ့ မိတ်ဆွေတွေရှိရင်လည်း share ပေးပါခင်ဗျာအဲ့တော့ကျွန်တော်တို့ကြည့်ကြအောင်เนาะဒီနားလေးမှာပေါ့เนาะဒီနားလေးမှာ container brake 30လို့ရိုက်တယ်ပေါ့เนาะ container brake 30လို့ရိုက်တယ်သူကနေဟိုဘေးကနေပေါ့เนาะ container brake 30လို့ရိုက်တယ်သူဘေးလေးကနေကျွန်တော်တို့ဒီ6ကြိမ်တက်လိုက်ပေါ့เนาะ6ကြိမ်တက်လိုက်1 2 3 4 5 6 ခွန်ထိတ်နဲ့ဗရိတ်30ပြီးတော့6ထိတ်နဲ့ဗရိတ်70လို့ရိုက်တယ်ခွန်ထိတ်နဲ့ဗရိတ်30ခွန်ထိတ်ပြီးတော့6ထိတ်ပေါ့နော်သူကတပွင့်စီဗရိတ်ကလည်းတပွင့်စီငယ်သွားတယ်လို့ထိတ်စီကလည်းတပွင့်စီငယ်သွားတော့ပေါ့နော်ခွန်ထိတ်နဲ့ဗရိတ်30လို့ရိုက်တယ်သူကနေ6ပင်တက်လိုက်ကျွန်တော်တို့ဗရိတ်ကတပွင့်သူကဒီမှာ30ဆိုဒီမှာ70ဖြစ်သွားတော့ပေါ့နော်ဒီမှာ72ပေါ့နော်ကျွန်တော်ပြပြကျင်တော့ခွန်ထိတ်နဲ့ဗရိတ်30လို့ရိုက်တယ်သူကနေ6ပင်တက်လိုက် 6ထိပ်နဲ့ break 7လို့ရိုက်တယ် break 10ပြီးတော့ break 7လို့ရိုက်တယ်သူကနေ6ပင်တက်လိုက်ကျွန်တော်တို့9ထိပ်နဲ့ break 7လို့ရိုက်တယ်9ထိပ်နဲ့ break 10 6ထိပ်နဲ့ break 7 10 7 7နဲ့အဲ့ဒါအောင်မှသူက9ထိပ်6ထိပ်9ထိပ်နဲ့ရိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ10 7 7လို့ရိုက်ပြီပေါ့နော်6ပင်ချားလေးဒီမှာအဲ့လိုရိုက်ပြီးရတယ်သူရဲ့စောင်းလေးဒီမှာ break 9ဆိုတဲ့ကဏ္ဍလေးတွေရိုက်တယ်ပေါ့နော်သူရဲ့စောင်းမှာလည်း break 9ဆိုတဲ့ကဏ္ဍလေးတွေရိုက်တယ်ပေါ့နော် အဲ့တော့သူ့ရဲ့ဇောင်းလေးမှာဒါ break ကိုလေးရှိတယ်ရှိနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုရင်သူဘေးကနေဒီ break ကို6ပင်တက်ပြီးတော့လဲ break ကိုလို့ပေါ့တယ်ပေါ့နော်သူကနေ6ပင်တက်လာရင်လဲ break ကိုဆိုတဲ့ကနန်းလေးဒါထွက်နိုင်တာပေါ့နော်ထွက်နိုင်တဲ့အတွက်ဒီ cycle ကိုကျွန်တော်အနေနဲ့ပြပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့ one chain cycle ကိုဘယ်နာနေတွားယူမလဲဆိုတော့ကျွန်တော်တို့ဒီအသက်လက်မဖြစ်အောင်ပေါ့နော်ကျွန်တော်တို့အရင်အဟောင်းနေရာလေးကနေ one chain လေးတစ်ခွက်ကိုကျွန်တော်ယူပြီးတော့ပြပေးမယ်ပေါ့နော်အဲ့တော့မှကျွန်တော်တို့ဒီပြီးခဲ့တဲ့အပတ်က ဒီကျွန်တော်တို့ဒီ963ကြပိတ်ခဲ့တဲ့ line လေးကိုကျွန်တော်ပြမယ်နော်၄1ခွန်လို့တဲထွက်တာလဲကလင်နာတကြောလုံးမှာ၃ကပ်ပဲရှိတယ်ပေါ့နော်၄1ခွန်ကနေဇောင်း၃မင်းဆင်းလိုက်ပေါ့နော်၁နှစ်၃၃မင်းဆင်းလိုက်လို့ရှိရင်သူဒီနားလေးမှာကြတဲ့ခေါင်က၄1ခွန်ရဲ့အောက်က၃ခွန်တွဲကိုဒီမှာ၃ခွန်တွဲနဲ့အစရိုက်တော့6ပရိတ်လို့ရိုက်တယ်ပေါ့နော်ဒီ၃ခွန်တွဲကို၃ခွန်တွဲဘိုင်းရိုက်၃ခွန်တွဲဘိုင်းရိုက်ပြီးတော့မှသူက6ပရိတ်ဖြစ်အောင်6ကပ်ပြီးတော့မှ ျွန်တော် break 6ဆိုပြီးတော့အောင်ပေါက်ဟိုလာထွက်သွားတယ်ပေါ့နော်ပြကြလို့ရှိရင်လည်းဒီမှာ၄တက်ခွန်လို့တဲထွက်တယ်၄တက်ခွန်လေးတဲနဲ့သုံးသုံးညင်ဆင်းလိုက်သူ့ရဲ့အောက်က၃ညာ၄တွဲကို၃ညာ၄တွဲနဲ့ပေါ့နော် break 6ပြီးတော့ break 5ဖြစ်အောင်တက်ကပ်ပြီးတော့သူကပေါက်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာလည်း၄တက်ခွန်လို့ထုတ်ပြီးပေါ့နော်ပြီးခဲ့တဲ့ဘက်ကဒီ line လေးကပြပြီးသား line လေးတွေပေါ့နော်အသက်တွေးတဲ့လူတွေဆိုမသိမှဆိုလို့ပေါ့နော်ဒီမှာလဲ၄တက်ခွန်လို့ထပြီး၄တက်ခွန်လို့တက်ထွက်ပြီပေါ့နော်၄တက်ခွန်နဲ့တင်းနှစ်၃၃ညင်ဆင်းလိုက်သူ့ရဲ့အောက်က၆၅တွဲကို၆၅တွဲဒါ ခြောက်ွက်တဲ့ဘိုင်နဲ့ပေါ့နော်ဒီ6ပရိတ်5ပရိတ်4ပရိတ်ဆိုပြီးတော့သူကဒီနားလေးမှာ4ပရိတ်ဖြစ်အောင်သုံးကပ်ပြီးတော့6 5တွဲကိုသုံးကပ်ပြီးတော့မှပေါက်တယ်ပေါ့နော်အဲ့လိုပေါက်ပြီးတာနဲ့သူကဘာလုပ်နေလဲဆိုသူ့ရဲ့အောက်မှာကြားတဲ့ကဏ္ဍသူ့ရဲ့အောက်မှာကြားတဲ့ကဏ္ဍကကျွန်တော်အရင်အစကျွန်တော်တို့ဒီပရိတ်ဆက်တက်ကိုပြတဲ့အချိန်မှာပရိတ်ဆက်တက်ကိုပြတဲ့အချိန်မှာသူ့ရဲ့ဘေးနားကောင်းကဝမ်းချင်းလို့ပြောနော်ဒီကောင်းကဝမ်းချင်းဖြစ်တယ်လို့ပဲသူ့ရဲ့ဘေးနားကောင်းကလည်းဝမ်းချင်းလို့ရိုက်တယ်နော်3ည5 3ညဟိုဒီမှာ9 3ည ငားဆိုပြီးတော့သူကရိုက်တယ်ဗောနော်ဒီ brain နှစ်ခုကို तू ကအပီးလုတ်သွားတာဗောနော်ဒီမှာတော့နောက်တစ်ကတ်ဒီမှာတော့မပီးဘူးဗောနော်အဲ့တော့ဒီနားလေးမှာကဒီကနေ၃မင်းဆင်းလိုက်ဒီကောင်းလေးရလဲဒီကို၃ညလေးတွေကို၃ညလေးတွေနဲ့ brain ငားဖြစ်အောင်တက်ကတ်ပြီးတော့ပောက်ပြီးဗောနော်သူရအောင်မှာကြာမယ်ကောင်ကအစကျွန်တော်ဒီဘက် question နဲ့ one chain ကို question နဲ့ one chain လို့ပြောလိုက်တာဗောနော်ဒီမှာလဲ question နဲ့ one chain ဖြစ်တယ်လို့၄ question ကလည်း तू က one chain ဖြစ်နေတယ်ဗောနော်အဲ့တော့ဒီကောင်က1 chain နဲ့လည်းဒီကိုပေါက်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ကဒီ လေးတစ်ခွန်ကနေစောင်းသုံးပင်ဆက်လိုက်တဲ့အချိန်ကျတော့ဒီ6563ဆိုတဲ့ကဏ္ဍထွက်သွားပြီပေါ့နော်အဲ့တော့ဒီနှက်လေးမှာကျွန်တော်ကဒီ၄၈တဲ့1ချိန်၄၈တဲ့1ချိန်ပေါ့နော်၄၈တဲ့1ချိန်နဲ့ break ဒီနှက်လေးမှာ၄ break လေးထိပ်လေးပရိတ်ရအောင်မှာ break တဲ့လေးထိပ်လေးထိပ်လေးထိပ်လေးပရိတ်ရအောင်မှာ break တဲ့လေးထိပ်လေးပရိတ်ရအောင်မှာ break တဲ့လာရမယ်ဆိုပြီးတော့လေးရှိတဲ့1ချိန်နဲ့ပေါ့နော်ဒီကျွန်တော်တို့ဒီ၈ကိုးလေးဆိုတဲ့ကဏ္ဍကိုကျွန်တော်ကဒီ၈ကိုးလေးလေးကိုကျွန်တော်ထုတ်ပေးခဲ့တာပေါ့နော်အဲ၈ကိုးလေးဆိုလို့ကျွန်တော်ဒီ break ကိုးလေးမပြခင်မှာပေါ့နော် ပရိကူးလေးမပြချင်းမှာအရှိကူးလေးကဒါပြန်ချဆိုင်လေးရှိရနော်ဒီချိန်မှာလုံးဝပြန်ချဆိုင်ရှိရနော်ပြီးကြတဲ့နှစ်တည်းကကျွန်တော်တို့ဒီပရိလေးရဲ့ဇောင်းနေမှာကျွန်တော်တို့ဒီပရိလေးရဲ့ဇောင်းနေမှာပေါ့နော်ပရိလေးရဲ့ဇောင်းနေမှာပြန်ကြဒီမှာလဲပရိလေးဒီမှာလဲပရိလေးရဲ့ဇောင်းမှာပြန်ကြပေါ့နော်အဲအဲ့တော့ပြန်ကြလိုင်းလေးတွေပြီးကြတဲ့နှစ်ကကျွန်တော်တို့ဒီပရိလေးရဲ့ဇောင်းမှာပြန်ကြတွေထွက်ခဲ့ပြန်ကြတွေထွက်ခဲ့တယ်လို့ပဲ ဒီကနေကျွန်တော်တို့ဒီမှာရှေးပေါင်း69နောက်ပိတ်ရှေးပေါင်း69နောက်ပိတ်ရှေးပေါင်း69နောက်ပိတ်လို့ဖြစ်တဲ့နှစ်တည်းမှာပရိသုံးရဲ့ဘေးကကနန်းနေရလဲဒါပြန်ကြရိုက်တယ်နော်ဒီမှာပရိသုံးရဲ့ဘေးကကနန်း939ခွန်ဆိုတဲ့ကနန်းကသူ့ရဲ့အပေါ်ကနန်းဒါပြန်ကြလို့ဖြစ်ခဲ့တယ်နော်ဒီမှာပရိသုံးရဲ့ဘေးနားလေးမှာဒီပရိသုံးရဲ့ဘေးကက်လေးမှာပေါ့နော်939ခွန်ဆိုတဲ့ကနန်းကသူ့ရဲ့အပေါ်ကနန်းဒီ939ခွန်ဆိုတဲ့ကနန်းကိုဒီမှာ39ခွန်လို့ပြန်ကြထားတာရှိတယ်နော် နောက်ထပ် break 3သူ့ရဲ့နောက်နှက်ကိုကြည့်မယ်ဆိုရင်လည်းဒီမှာ break 3ရဲ့ဖိမှာကြားတယ်6 3ည3ဆိုတဲ့ကဏ္ဍကသူ့ရဲ့အပေါ်ကဏ္ဍဒါပြန်ကြားထားတယ်နော်ဒီမှာလည်း break 3ဒီနေ့ထဲမှာ break 3ကဒီတစ်ခွက်ပဲထွက်ထားတာနော်အဲ့တော့ဒီနေ့လေးမှာပြန်ကြားရှိရင်နော်အဲ့တော့6ကူလေး၄၈တဲ့ဝမ်းကြီးနဲ့ပဲကြည့်ကြည့်ကျွန်တော်ပြောတယ်အခုပြတဲ့9ကူ၈ဝမ်းကြီးနဲ့ပဲကြည့်ကြည့်ပြန်ကြားဆိုရင်တော့6ကူလေးတစ်ခွက်ပဲရှိရင်နော်အဲ့6ကူလေးလေးတတိထပြလုံးလုံးစေပြနေတာတော့ဒါ break line ပေါ့เนาะဒါအရင် line လေးတွေနဲ့ဆက်ဆက်လို့เนาะဒီက break လေးရဲ့ break လေးဆောင်မှာ break လေးထိပ်ရဲ့အဆောင်မှာ break လေးလို့ရတယ်သူ့ရဲ့အောက်မှာ break တယ်လေးထိပ်ရဲ့အဆောင်မှာ break လေးလို့ရတယ်သူ့ရဲ့အောက်မှာ break တယ်လေးထိပ်ရဲ့အဆောင်မှာ break လေးလို့ရတယ်သူ့ရဲ့အောက်မှာ break တယ်ရိုက်အောင်မဲ9ကို8ဝမ်းကြီးနဲ့ပဲပြောပြောဒီ၄၈တဲ့ဝမ်းကြီးနဲ့ပဲပြောပြော၅ကို8ဝမ်းကြီးနဲ့ပဲပြောပြောကျွန်တော်တို့ဒီ break 3ရဲ့ဘေးမှာ break 3ရဲ့ဘေးမှာကြရတဲ့ခဏဟာပြန်ကြလို့ပဲပြောပြောပေါ့နော်ဒီမှာ break 3ရဲ့ဘေးမှာကြာတယ်6တုံ3ဆိုလဲလဲသူ့ရဲ့ပေါ်ကနေပြန်ကြ break 3ကဒီတကွက်ပဲထွက်ထလာเนาะအဲ့တော့ break 3ရဲ့ဘေးနားလည်းပြန်ချရှိရေเนาะ ပြင်းရရှိတဲ့၄၈တဲ့ဝမ်းကြီးနဲ့ပဲကြည်ကြည်၅၉ရှေ့ဝမ်းကြီးနဲ့ပဲကြည်ကြည်ပရိတ်တွေဖြစ်ရမယ်ဆိုရင်၈၉လေးဆိုတဲ့ကဏ္ဍလေးတစ်ခွက်ပဲကြိုက်တယ်နော်အဲ့တော့နောက်ထပ်အဲ့ဒီဒီ၉ရှေ့အတွက်ဘိုင်လေးကိုကျွန်တော်၉ရှေ့အတွက်ဘိုင်ပုံစံမျိုးလေးပေါ့နော် ကျွန်တော်ပြပေးမယ်နော်အဲ့တော့ဒီနားလေးမှာကကျွန်တော်တို့ဒီဒီနားလေးမှာပေါ့နော်၄တခုံလို့ကြပြတာ ਨੇ သူ့ရဲ့အဆောင်မှာဒီကနေ့ဒီကိုထွက်တဲ့အချိန်မှာသူ့ရဲ့အောင်မှာကြတဲ့ကနေ့ဒီဆောင်ကအကောင်ဝမ်းကြိမ်နော် ဝမ်းကြီးကို तू ကကျွန်တော်တို့ဒီနောက်တွဲပိုင်းလေးနဲ့ပေါ့နော် तू ကကျွန်တော်တော့နည်းနည်းတော့ဒီကမြင်လာတော့နောက်တွဲပိုင်းလေးနဲ့ဒီဝမ်းကြီးချင်းပြီးတယ်ပေါ့နော်ဒီဒီနောက်တွဲလေးကဒီကိုနောက်တွဲလို့လှမ်းပေးတယ်ပေါ့နော်ဒီနောက်တွဲလေးကဒီကိုဒါကျွန်တော်နှလုံးပါနဲ့ပြီးတယ်ပေါ့နော်ဒီနောက်တွဲကနန်းလေးကို9395ဒီမှာ9395ကိုဒီမှာကိုကပ်ပြီးတော့9395လို့ तू က ထွက်သွားတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီ၄တခုံကနေစောင်းစင်းလိုက်ဒီကနန်းကဒီကိုထွက်ပြီပေါ့နော်အဲ့လိုထွက်ပြီရယ်ဒီအကီးတွေကဒီကိုအလုတ်လုတ်ပြီးတော့ထွက်ပြီသူရအောင်မကြတဲ့အကောင်က၄ခွန်း၈ကဒီ၈၆ခွန်း1ချင်းလို့ရိုက်တယ်နော်အဲ့လိုရိုက်တဲ့အချိန်မှာလဲကျွန်တော်တို့ဒီနားလေးမှာခွန်း၈အတွဲကဒီမှာခွန်း၈အတွဲလို့ဒီကိုလာပေးပြီးတော့မှသူကဒီမှာတော့ break တင်နေပေါ့တော့ပေါ့နော်ဒီမှာဆိုလိုချင်တာကကျွန်တော်တို့ကဒီအတွဲပိုင်းလေးကိုကျွန်တော်ပြချင်တာပေါ့နော်ဒီမှာ ခွန်ရှိအတွက်ဒီမှာရှစ်ရှစ်ခွန်ကီရဒီမှာရှစ်ခွန်ကီလို့ပဲနောက်တွဲလေးရဒီမှာလာပြီးအလုပ်လုပ်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ၃ည၅၃ည၅တွဲလေးကို၅၃ည၅တွဲလို့ဒီမှာလာအလုပ်လုပ်တယ်ဒီမှာလည်းကျွန်တော်တို့ဒီလေးတက်ခွန်ကနေစောင်းဆင်းလိုက်ပေါ့နော်ဒီမှာကျွန်တော်ပြတဲ့နေရာလေးရဒီကောင်ကဒီ1ချိန်ပေါ့နော်1ချိန်မှာရှစ်ခွန်ရှိအတွက်လေးရဒီမှာခွန်ရှိအတွက်လို့လုပ်လုပ်တယ်ပေါ့နော်ဒီမှာလေးတက်ခွန်လို့ရိုက်ပြီးဒီမှာစောင်းဆင်းလိုက်သူက၆၆၅တွဲကိုပရိတ်လေးနဲ့လည်းပရိတ်လေးပြောင်းသုံးကပ်ပြီးတော့လည်းပေါက်သွားပြီဒီနားလေးမှာထွက်မဲ့ကနေကသူ့ရှိကတည်းကဆို၉ရှိအတွက်ပိုင်းပေါ့နော်၉ ရှိအတွဲပိုင်းနဲ့ကျွန်တော်တို့ကဒီနားလေးမှာဒီ break 10ရဲ့အဆောင်မှာ break 9 break 10ပြီးတော့ break 17ရဲ့အဆောင်မှာ break 9 break 12ရဲ့အဆောင်မှာ break 9ပါဆိုလို့ရှိရင်ကျွန်တော်ကနှစ်နောက်ပိတ်လေးလဲကြိုက်တယ်ပေါ့နော်အဲ့တော့နှစ်နောက်ပိတ်လေးလဲကြိုက်တယ်အဲ့တော့9ရှစ်နှစ်ဆိုတဲ့ကဏ္ဍလေးကို ဒါတဲထိုးချင်တော့ကိုရှင်နဲ့ပေါ့နော်ဒါတော့ကျင်းတဲ့ site နဲ့လည်းဒါချိန်ပြီးသားပေါ့နော်အဲ့တော့ကိုရှင်နဲ့ကလေးကိုထိုးပါဗျာပြီးကြလို့ရှိရင်လည်းပြန်ကြအခဏလေးရှိတယ်ပေါ့နော်ပရိသုံးရဲ့ဇောင်းလေးဒီမှာကျွန်တော်တို့ဒီနေ့လေးမှာပရိသုံးရဲ့ဘေးမှာလည်းပြန်ကြလေးရှိတယ်ဒီမှာလည်းကျွန်တော်တို့ပရိသုံးရဲ့ဘေးအခဏလည်းသူ့ရဲ့အပေါ်အခဏပြန်ကြပေါ့နော်ပရိသုံးရဲ့ဒီမှာပရိသုံးရဲ့ဘေးမှာပြန်ကြရိုက်မယ်ဆိုပရိသုံးကလည်းဒီနှစ်ထက်မှာဒီတစ်ခွက်ပဲရှိတာဆိုတော့အဲ့တော့၄၈တဲ့ဝန်းကျင်ပေါ့နော်ပထမဆိုင်မှာ၄၈တဲ့ဝန်းကျင်လေးနဲ့ပြတယ် လေးရှိတဲ့ဝိုင်းချင်းလေးကိုကျွန်တော်တို့ကဒီဒီနေရာလေးက line လေးနဲ့ပဲပြတာပေါ့နော်၄တက်ခွန်တို့တက်၃ခွန်တို့ရဒီဘက်မှာ၃ခွန်တို့နဲ့၆ပြည့်ပြအောင်၆ကပ်ပြီးတော့ပောက်တယ်သူ့ရဲ့ဘေးကကောင်းအောင်ဝိုင်းချင်းပေါ့နော်သူ့ရဲ့ဘေးကကောင်းအောင်ဝိုင်းချင်းကူကတော့ဒီနားကောင်းအောင်လည်းဝိုင်းချင်းရိုက်နေတာ哦အဲ့တော့ကျွန်တော်ဒီနောက်တွဲလေးနဲ့ကျွန်တော်ယူပြတာပေါ့နော်အဲ့တော့ဒီမှာ၄တက်ခွန်တို့ထွက်တယ်သူ့ရဲ့ဇောင်းမှာ၃ည၄တက်ဆိုတဲ့ကောင်းကသူ့ရဲ့အောက်က၄၃ညတို့ငါ၆ပြည့်ပြီးတော့၅ပြည့်ပြအောင်တက်ကပ်ပြီးပောက်တယ်သူ့ရဲ့အောက်မှာကြားတဲ့ကောင်းကတီသူ့ရဲ့ဘေးကကောင်းအောင်လည်းဝိုင်းချင်းဒီကောင်းကလည်းကျွန်တော်၄ခွန်ရှစ်ကလည်းခွန်ရှစ်အတွဲပိုင်းနဲ့ ော့ဒီမှာတော့ခွန်ရှစ်အတွက်ခွန်ရှစ်အတွက်နဲ့ဆိုတော့သူကရှစ်ခွန်တွဲကိုယူလိုက်ရုံပဲပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဒီနားလေးမှာဒီမှာလေးတခွန်လို့ကြားပြီပေါ့နော်သူ့ရဲ့ဆောင်းသုံးပင်မှာ963ဆိုတဲ့ကဏ္ဍဒီမှာ65တွဲကိုလေးသုံးလေးပြိဖြစ်အောင်သုံးကပ်ပြီးတော့ပေါက်ပြီးပေါ့နော်အဲ့လိုပေါက်ပြီးဆိုသူ့ရဲ့ဘေးနားလေးမှာကြတဲ့ကောင်ကဒီကောင်ကလည်းဒီကို1ချိန်လို့ဖြစ်မယ်ဒီကောင်ကလည်းဒီကို1ချိန်လို့ဖြစ်မယ်ဆိုရင်ကျွန်တော်က break ဒီပြန်ကြကဏ္ဍလည်းဖြစ်မယ်ဆိုရင်တော့ဒီ98လေးပေါ့နော်ဒီချိန်မှာကျွန်တော်ကိုထိတ်ကလေးကြိုက်တယ်ပေါ့နော် ထိတ်ဆိုရင်ကိုယ်မှလာရင်ထိတ်ပေါ့နော်အဲ့တော့နှက်မှလာရင်အပိတ်ပုံစံမျိုးတွေပေါ့နော်အဲ့တော့ तू ကဒီကျွန်တော် break go နဲ့ဆိုရင်တော့60နှက်ဆိုတော့ခဏလေးကြိုက်တယ်နော်ဒုတိယကျွန်တော်တို့ဒီ break set နဲ့မှာဆိုရင်တော့ဒါ60 4ပေါ့နော် break set နဲ့လာမယ်ပြန်ကြလဲဖြစ်မယ်ဆိုရင်တော့60 4လေးကြိုက်တယ်ပေါ့နော်အဲ့တော့ဒီနေ့လေးမှာ break go လေးရှိတဲ့အကြောင်းပေါ့နော်ခွန်ထိတ်နဲ့ဘူ break ရဲ့ဆောင်းမှာ break go 6ထိတ် ခွန်ထိတ်နဲ့ဗရိတ်30ရဲ့ဇောင်းမှာဗရိတ်ကို6ထိတ်နဲ့ဗရိတ်17ရဲ့ဇောင်းမှာဗရိတ်30ရဲ့ဇောင်းမှာဗရိတ်ကိုဗရိတ်17ရဲ့ဇောင်းမှာဗရိတ်ကိုဗရိတ်17ရဲ့ဇောင်းမှာဗရိတ်ကိုပေါ့နော်ဗရိတ်ကိုမှလာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ6ခွန်ရှစ်လိုင်းလေးနဲ့ပေါ့နော်သူက9တုံညတွေရဒီမှာ9တုံညတွေလို့ရိုက်တယ်သူရဲ့ဒီ6ခွန်ရှစ်ကဒီမှာခွန်ရှစ်တွဲရခွန်ရှစ်တွဲလို့ရိုက်တယ်ဒီမှာ9ရှစ်တွဲလို့ရ9ရှစ်အတွဲနဲ့မှာကျွန်တော်တို့ဗရိတ်ကိုပေးဦးမယ်ဆိုတော့ ဒီ98နှစ်ဆိုတဲ့ကဏ္ဍလေးပေါ့နော်98နှစ်တဲ့လေးပေါ့နော်နောက်တစ်ခွက်ကတော့96ပေါ့နော်96လေးကိုပြန်ချလဲဖြစ်တယ်ဒီ1ချိန်နှစ်ခုလဲကြိုက်တယ်ပြန်ချဒီပရိသတ်ရဲ့ဘေးမှာပြန်ချဖြစ်ရမယ်ဆိုလဲ96လေးဆိုတဲ့ကဏ္ဍလေးလဲကြိုက်တယ်ပေါ့နော်အဲ့တော့ဒီကဏ္ဍလေးကိုလက်ဆောင်အဖြစ်ကျွန်တော်ရဲ့ ီ channel လေးကို like နဲ့ follow လုပ်ထားတယ်ကျွန်တော်ရဲ့ 3D မိတ်ဆွေများအတွက်လက်ဆောင်ခဏပေါ့နော်ထပ်ပြီးတော့ပြပေးလိုက်ပါเนาะဒုတိယတော့ break ကိုနဲ့ဆိုတော့ကိုရှင်းနှစ်ကလေးပေါ့နော်နောက်ထပ်ကျွန်တော်တို့မမတိသက်1ချိန်ဆိုင်နဲ့လုံးမိုင်ဆိုင်ကလေးတွေပေါ့နော်လုံးမိုင်ဆိုင်ကလေးတွေ1ချိန်ဆိုင်ကလေးတွေမမတိသက်အတွက် break ဆိုင်ကလေးတွေလည်း တီချာလေးရွေးထားတာရှိပါလားခင်ဗျာ အော်တကွက်နဲ့ရန်၃ကွက်ပါမယ်ပေါ့နော်မနေ့ဖြင့်ငါနေစပြီးတော့ဒါယူလို့ရပါပြီနော်၃၉၄၄၉ခွန်၉လေး၄၃၉ကနေလာရောက်ဆက်သွဲပြီးတော့တကြိမ်စာ၅၀၀နဲ့လာရောက်အပေးလို့ရပါတယ်နော်တင်းညံမီလေးဒါတတိပြည့်အောင်ကြပါစေလို့ဒီနားလေးပါလေတီချာလေးရွေးထားတယ်ပေါ့နော်တင်းညံမီလေးဒါတတိပြည့်အောင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်နော်